ืมတိုင်းနေပြီးတော့ကိုယ့်ကို Telegram Viber Message နဲ့တခုခုကနေဒီထိုးသားလင့်လေးချပေးလိုက်မယ်နော်အဲ့ထိုးသားလင့်လေးချပေးလို့ရှိရင်ကျွန်တော်တို့အဲ့လင့်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီမှာ open ဆိုတာကိုနှိပ်လိုက်မယ်နော် open ကိုထပ်ပြီးတော့နှိပ်လိုက်မယ် open ကိုနှိပ်ပြီးရတယ်ကျွန်တော်တို့ software ရ down နေလိုက်မယ်ပြည့်အောင်စောင့်မယ်ပြည့်သွားပြီဆိုလို့ရှိရင်ဒီလိုမျိုးလေးပေါ်လာနိုင်မယ် အဲ့တော့ကျွန်တော်တို့က package installer installer ကိုတစ်ချက်ထောက်လိုက်မယ် package installer ကိုထောက်ပြီးရင် just one ကိုနှိပ်လိုက် just one ကိုနှိပ်လိုက်လို့ရှိရင်ဒီမှာ install install ဆိုပြီးတော့မေးတယ်ဒီ install လေးကိုနှိပ်မယ်ဒါဆိုလို့ရှိရင် install software ထည့်နေတယ်ဗောနော software သွင်းနေတယ်ခဏစောင့်ပြီးပဲ ဒီ install လုပ်တဲ့အဆင့်မှာနည်းနည်းကြာကောင်းကိုဖုံးပေါ်မှုတည်ပြီးတော့ကြာကောင်းကြာနိုင်တယ်။ဟိုပြည့်အောင်ခဏပဲစောင့်ပေးလိုက်ပါ။อืมပြည့်သွားလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ်လာပါပြီ။ open ရဲ့တန်းရဲ့ဆိုတော့เนาะတခါတည်းကျွန်တော်တို့ open ကိုတန်းပြီးတော့နှိပ်လိုက်။အဲ့မှာနှိပ်လိုက်လို့ရှိရင် software တက်လာလိမ့်မယ်။ software တက်လာတဲ့အချိန်မှာကျွန်တော်တို့ allow တောင်းတယ်။เนาะ2 3 4ကနေပြီးတော့ notification အတွက်အဲ့မှာအလောက်တောင်းတယ်အလောက်အလောက်ကိုနှိပ်ပြလိုက်မယ်အဲ့မှာအလောက်နှိပ်ပြလိုက်တဲ့ချိန်မှာ software ခဏပိတ်သွားမယ်အဲ့ပိတ်သွားတဲ့ခါမှာအဲ့ software ကိုကျွန်တော်တို့ကပြန်ပြီးတော့ရှာ screen ပေါ်မှာတွားပြီးတော့ရှာမယ်နော် screen ပေါ်မှာဒီမှာရောက်နေလိုက်မယ်အဲ့2 3ကိုလေကိုတစ်ခါထပ်ပြီးတော့ကျွန်တော်တို့ကထပ်ပြီးတော့ဖွင့်လိုက်မယ်နောက်ထပ်တစ်ခါထပ်ပြီးတော့အလောက်တောင်းတယ်အဲ့ဒီမှာအလောက်ကိုပဲထပ်ပြီးတော့ပေးလိုက်မယ်ပေးပြီးသွားပြီဆိုလို့ရှိရင်အဲ refresh ဖြစ်သွားလိမ့်မယ် း update ခဏလေးဖြစ်သွားတယ်အဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီကောင် cancel ခဏလုပ်လိုက်ပါနော် cancel လုပ်ပြီးတော့ဒီမှာကျွန်တော်239မှာ အပေါင်းလေးရှိတယ်ဒီနေရာလေးမှာအပေါင်းအပေါင်းလေးရှိတယ်ဟဲ့နော်အဲ့အဲ့အပေါင်းကနေပြီးတော့ဒိုင်ကီးတွေထည့်လို့ရတယ်အဲ့တော့ကိုယ့်ရဲ့ဒိုင်က ကိုယ့်ရဲ့ဒိုင်ရဲ့ကီးက ဥမာတစ်ခုခု SDA ဆိုတာ SDA ဆိုရင် SDA ကိုထည့်လိုက်မယ်။ဒါဆိုရင်ဒိုင်ကီးထည့်လိုက်တာနဲ့ဒိုင်ရဲ့ဆော့ကိုဒိုင်ရဲ့ဆော့ဝဲလေးပေါ်လာပြီ။နော်။ကိုကတကယ်လို့အဲ့ဟာလေးကိုဖဲခြင်းတယ်ဆိုလို့ရှိရင်ဖိထားလိုက်ပါနော်။ဒီဆော့ဝဲပေါ်ကိုဖိထား။ဖိထားပြီးတော့ပြန်ပြီး yes လုပ်လို့ရတယ်။နောက်ကိုကလိုတဲ့ခါမှာပြန်ပြီးတော့ထည့်ခြင်းတယ်ဆိုရင်ဒိုင်ကီးတိထားရင်ထည့်ထားထည့်လို့ရတယ်။ပြန်ထည့်လို့ရတယ်။ SDA ပဲထည့်ပါ အဲ့ဆိုရင်ပြန်ပေါ်လာလိမ့်မယ်။ဟောပြီးအဲ့ဆိုရင် software ရသွားပြီဆိုလို့ရှိရင်ကိုဒိုင်ကကိုကို အမီနဲ့စကားဝဲချပေးလိုက်မယ်။အဲ့မှာဒီမှာဒိုင်ကချပေးတယ်။အမီရဲ့စကားဝဲကိုထည့်ပြီးတော့ login ဝင်လိုက်မယ်။အဲ login ဝင်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာဝင်လိုက်လို့ရှိရင်ကနန်းအအကွက်အရောင်ထိုးပြီးကနန်းဆက်လက်စရင်ပေါတိလေချာရောင်းကြီးကိုယ်စလဲဆိုပြီးတော့ပေါ်လာမယ် ကိုကရိုးရိုးထိုးသားဆိုလို့ရှိရင်ဟောဒီကိုစလဲကွာမပေါ်တော့နော်ကျန်တဲ့ခုနှစ်ကွက်ပဲရှိမယ်အဲ့တော့ကျွန်တော်တို့ဒါကထိုးသားချပြီးအန်းဒိုင်းကချပြီးတယ်ထိုးသားဆော်ဝဲကိုဒေါင်းနီးနဲ့လောက်ကရင်ဝင်နီးပြီးကျန်တဲ့အပိုင်းရောင်းရောင်းတဲ့အပိုင်းတွေကိုနောက်တစ်ပိုင်းမှာထပ်ပြီးတော့ပြောပြပါမယ်